မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ Match 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝေမြို့နယ်ဒဝေမီးပညာတက္ကသိုလ်မှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဈေးဝယ်ထွက်လာတဲ့အချိန်စောင့်ကြိုတိုက်ခိုက်ရာ ၃ဦးသေဆုံးပြီးတော့တနက်၃လက်သိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ၁၈ရက်နေ့မနက်၈နာရီကမှဒဝယ်မြို့နယ်ဖျားမဲစစ်တပ်စစ်စေးရိတ်ဂိတ်အနီးမှာရှိတဲ့ဒဝယ်နီးပညာတက္ကသိုလ်မှာတပ်ဆွဲနေထိုင်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဈေးဝယ်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး BA63 G3 နှစ်လက် BA64 G4 တလက်နဲ့ဆက်ဆက်ပစ္စည်းများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို ်တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းကဥဆောင်ပြုတ်လက်ခဲ့ပြီးတော့ရေပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများကိုအရှိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတယ်တော်လိုက်ရင်းနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တည်ခြင်းနဲ့စစ်ကောင်စီဘက်ကစစ်တီတော်များနဲ့ရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ကိုခိုးလုံပြီးတော့အများဆုံးပူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အုတ်တွင်းတာဆုံ gate ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားများအလုံးဟာအလံဖြူထောင်ပြီးတော့စစ်ကွင်းမြို့တဲကိုဝင်ပြေးသွားကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ20ရက်နေ့မနက်အစောပိုင်းတနအိဝဲအချိန်ကမှမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အုတ်တွင်းတာဆုံ gate ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ PDF တပ်ဖွဲ့များကစစ်တပ် gate တစ်ခုလုံးကိုဝင်ရောက် ျက်စီးနိုင်ခဲ့ပြီးတော့ဂိတ်ကိုမိရှုပ်ဖျက်စီးနိုင်ခဲ့တယ်လို့သိရပါတယ် ဒိတ်စကန်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားများအလုံးဟာအလံဖြူထောင်ပြီးတော့စစ်ကွင်းမြို့တဲကိုဝင်ပြေးလာခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲကမနေ့တနအိခွဲကနေ၃နိုင်လောက်အထိကြားတယ်စစ်ခွဲရဲခွဲနဲ့ပြူခွဲတွေအကုန်လုံးစစ်ကွင်းမြို့တဲကိုအလံဖြူထောင်ပြီးတော့អော်ပြီးတော့ပြေးလာကြတာပြည်သူတွေကထွက်ကြည့်တော့ဆဲတောင်ဆဲသွားသေးတယ်ပစိုးတောင်မပါတဲ့ကောင်တွေရှိတယ်လက်နက်မပါတဲ့ကောင်တွေရောအလောင်းထမ်းပြီးတော့ပြေးလာတဲ့ကောင်တွေရောအားလုံးပေါင်းအယောက်30ဝန်းကျင်လောက်ရှိမယ်လို့ဒေတာတွင်သတင်းရေးမိကပြောပြထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်ကြီးဟာပြည်သူများကိုနှီးမျိုးစုံနဲ့ဒုက္ခ ခပေးနေပြီးတော့ဂိတ်ကိုဖြတ်သန်းသွားလာတဲ့ပြည်သူများစီက စက်ကြီးများကောက်ခံခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများကိုလည်းပြုလုပ်နေတဲ့ဂိတ်ဖြစ်တယ်လို့သိရပါဗါးအဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မနက်၈နာရီခန့်မှာအင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဂိတ်စခန်းကိုလာရောက်ဖျက်သိမ်းခဲ့ပြီးတော့စစ်ကွင်းမျိုးပေါ်နဲ့မင်းလာမျိုးပေါ်မှာခံစစ်တွေပြင်ဆင်နေကြတယ်လို့သိရပါဗါးဒါအပြင်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာဥရုကင်းရင်မင်ရွာဥရုမြန်မာစုရွာနဲ့ဥရုစာဖြူစုရွာတို့ကိုဝင်ရောက်မှွေနောက်ပြီးတော့ပြည်သူပိုင်းဆိုင်ကယ်နှစ်စီးကိုလည်းခိုးယူသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အချမ်းဘတ်စစ်ကောင်စီတပ်ရဲ့အင်အား20ခန့်ပါတဲ့ MI-70 ရဟတ်ယာဉ်ကိုကဏီမြို့မှာတက်ချိမ့်မှုအတွက်ဘလုံးကွင်းအတွင်းထဲကိုဆင်းနေအချိန်မှာ drone စီးနဲ့ဘုံဒီကျဲချတိုက်ခိုက်ခဲ့ရာတမချိန်နိုင်တော်ဘဲနဲ့ရဟတ်ရင်ကိုမောင်းပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ16ရက်နေ့ညနေ9နာရီလောက်မှာမုံရွာမြို့အကြမ်းဖက်စစ်တပ်ရဲ့နာမခခကနေတက်လာတဲ့အင်အား20လောက်ပါတဲ့ MI7 ရဟတ်ရင်ဟာကဏီမြို့ကိုတက်ချိန်မှုအတွက်ဘောလုံးဝင်းထဲကိုဆင်းတဲ့အချိန် view ဟာ45 KLG PDF drone အဖွဲ့က face rain drone နှစ်စီးနဲ့ဘုံဒီချက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ drone ဘုံဒီများပောက်ကွဲမှုကြောင့်လေကာကင်းဆောင်များထိခိုက်မှုရှိပြီးတော့အသေးစိတ်ကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ပြောပါတယ်။တက်တွင်းသတင်းအမိတစ်ခုရဲ့ပြောဆိုချက်အရနမခတိုင်းမှု web blue မျိုးမင်းထွေးဟာ သူ့ရဲ့ចောင်းသားဘဝကកណីမြုပ်អထកမှာပညာသင်ကြားခဲ့မှုပြီးတော့အဲ့ဒီတက်ခတ်ခံရမှုကိုដោះបွားနေတယ်လို့ចောက်လုံးကြီး PDF ကပြောပါတယ်အဲ့ဒီလို view ဟာ45 KLG PDF drone အဖွဲ့ကဘုံဒီကြက်ချတက်ခတ်မှုကြောင့်ကနေမြို့မှာရှိတဲ့အကြံဖတ်ဘုံမှုနဲ့ drone ဘိုးတွေကိုရဟရင်ဘောကိုမတင်ဆောင်နိုင်ဘဲနဲ့ရဟရင်ဟာပြန်တက်သွားတယ်လို့ကြော်လုံးကြီး PDF ကထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းမဆက်တက်ကအကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့်စစ်သား၁၀ဦးထက်မနည်းသေဆုံးပြီးကားတစီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ6ရက်နေ့ကနေ18ရက်နေ့အထိစလင်းမြို့နယ်စလင်းစင်ဖြူကျွန်းလမ်းမိုင်းနဲ့စင်ဖြူကျွန်းတန်ကျောင်းလမ်းမိုင်းကိုအကြမ်းမဆက်တက်က12ရက်ကြာတန်ချက်ကကားများနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါတယ်။မတ်လ6ရက်နေ့မှာအကြမ်းမဆက်တက်စစ်ကြောင်းဟာစလင်းစင်ဖြူကျွန်းလမ်းမိုင်းမှာရောက်ရှိနေတဲ့အချိန် မြို့နယ်ပကဖကတော်လိုင်းရဲဘော်များကမိုင်းပွိုက်နှစ်နေရာနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးတော့အပြန်လန်ထိတွေ့ပြစ်ခတ်မှုဒကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စင်ဖြူကျွန်းတန်ချောင်းလမ်းပိုင်းမှာလည်းမြို့နယ်ပကဖနဲ့မဟာမိတ်တော်လိုင်းရဲတပ်ရင်းတပ်ဖွဲ့များကပူးပေါင်းပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်လန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကအထိနာပြီးတော့လေးချောင်းနဲ့အကြိမ်ကြိမ်လာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မက်လ16ရက်နေ့မှာ ပွင့်ဖြူဘက်ကစစ်ကား6စီးနဲ့ထမှန်အင်အားဖြည့်တင်းလာတဲ့အချိန်မှာအကြမ်းမစစ်တပ်ရင်းနှန်းကိုတော်လိုက်တပ်ဖွဲ့များကစလင်းစင်ဖြူကျွန်းလမ်းမိုက်မှာပရိဒါမိုင်းနဲ့ထမှန်မိုင်းဆွဲတက်ခတ်ရောက်စစ်ကားတစ်စီးပြက်စီးပြီးတော့စစ်တပ်ဘက်ကထိခိုက်ဒေဆုံးသူတွေများပြားခဲ့တယ်လို့သိရပါတယ်အကြမ်းမစစ်တပ်ဟာ၎င်းတို့ထမှန်ဖြည့်တင်းထားတဲ့အင်အားနဲ့စင်ဖြူကျွန်းတန်ကျောင်းလမ်းမိုင်းကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့အချိန်ညနေပိုင်းမှာတညောင်တိုက်နယ်ဆလင်းပကဖဇုံ3ကတော်လိုင်းရဲဘော်များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါဒအဲ့ဒီဆက်နေရကြတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က ဆယ်ဦးထက်မနည်းသေဆုံးသွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါဒတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါစစ်ခွေးထိခိုက်သေဆုံးမှုကဆယ်ကောင်ထက်မနည်းရှိပါတယ်သူတို့တက်လာတဲ့လမ်းမိုင်းတွေကိုစောက်ပြီးတော့မိုင်းဆွဲတက်ခိုက်ခဲ့တာလက်နက်ခဲယမ်းတွေတိမ်းစီရမိတာတော့မရှိပါဘူးတော်လိုင်းရဲဘော်တွေအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်စစ်တပ်စစ်ကြောင်းကပြန်လည်ဆုတ်ခွာသွားပါပြီလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းဘက်ကပါ မင်းမူခရိုင်အမှတ်တဲတိုင်ရင်ဒေါင်းစစ်အောင် LPDF မကွေးခရိုင်တက်ရင်မကွေးမြို့နယ်ပတ်ကဖစိတ်ဖြူမြို့နယ်ပတ်ကဖပူပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုက်ပွဲများနိုင်ငံအနှံ့အပြားမှာဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးမှုကြိုးကန်ပြတ်တောက်မှုအတူအပြတ်တွေများနေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကခြေတုလက်တုအတုတက်စင်တဲ့ကုမ္ပဏီဒါရိုက်တာဖြစ်သူကိုဂုံနူးဆောင်ဘွဲတစိတ်ချင်းမြေပေးအပ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြမအမျိုးသားတအူးတဲ့ပိုင်တန်းကြွယ်ကဘာကုမ္ပဏီလီမိတက်တိန်တန်းဆက်မှုလက်မှုခွန်သုံးလုံးခြေထုလက်တူလုပ်ငန်းရဲ့အုပ်ချုပ်မှုဒါရိုက်တာဒေါက်တာတန်းထွန်းဦးကိုအကြမ်းတ်ဆက်တက်ကသူရမမဏိဇောတာဒရဘွဲတစိတ်တော်ကိုပေးအပ်ချင်းမြင့်လိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့ဇန်နဝါရီလ၄ရက်နေ့ကကြာရောက်တဲ့89ကြိမ်မြောက်လွတ်လပ်ရေးနေမှာဒေါက်တာတန်းထွန်းဦးကို သူရမမဏိဇောတာဒရဝေဒစိတ်တော်ကိုပေးအပ်ချင်းနေခဲ့တယ်လို့သိရပါတယ်ဒေါက်တာတန်းထွန်းဦးဟာဗုဒ္ဓကလျာဏယူဝအသင်း YMBA ရဲ့ဒုတိယဥက္ကဋ္ဌအများထဲမှာတဝဥအဖဝင်ဖြစ်ပြီးတော့1980ခုနှစ်မှာခြေတုလက်တုလုပ်ငန်းကိုစတင်တည်ထောင်ခဲ့ကမြန်မာနိုင်ငံစစ်မှုရန်ဟောင်းဗဟိုအဖွဲ့ကိုစတဲ့ပြီးတော့ခြေတုလက်တုများလှူဒန်းမှုများကိုလည်းလှုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်အလဲပန်းရွာတဲကိုပြည်သူများအိမ်မောကြနေတဲ့အချိန်အချမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လ20ရက်နေ့မနက်အစောပိုင်း2နာရီကမှထီးလင်းမြို့နယ်အလဲပန်းကြီးရွာရဲကိုပြည်သူများအိမ်မောကျနေတဲ့အချိန်အကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့ပြီးတော့ကြီးရွာနေပြည်သူတက်ကြီးရွယ်အိုအမျိုးသား2ဦးအမျိုးသမီး2ဦးနဲ့ကျောင်းသူ2ဦးစုစုပေါင်း4ဦးတိမ်ဆုံးကပြည်သူအယောက်20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းမဆက်တရဲ့လေကျောင်းတက်ခတ်မှုအတွင်းမှာနေအိမ်၄လုံးမီးလောင်ပြကျခဲ့ရပြီးတော့နေအိမ်၁၂လုံးပျက်စီးကာ ကျန်တဲ့နေအိမ်အလုံး40ကျော်ဟာလဲအမိုးများပွင့်ထွက်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါဗျ။ပြည်သူတွေမွေးမြူထားတယ်၊နွားဝက်10កောင်ကျော်တည်ဆုံပြီးတော့အကောင့်20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသူအယောက်20ကျော်ရှိပါတယ်။တည်ဆုံတာက၄ဦးပါ။ နေအိမ်အများပြားလည်းပျက်စီးသွားတယ်။လေရင်ကရွာထဲကိုကျဲချတာအများပြည်သူတွေအိမ်မောကျနေတဲ့အချိန်ကိုဘုံကျဲတိုက်ခိုက်သွားတာပါလို့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီဟာရောဒေတာအတွင်းလေချောင်းကနေပြီးတော့နေစဉ်ရက်ဆက်အပြင်းထန်ခြေမုံတိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေချောင်းအနေနဲ့ကင်းနိုင်တဲ့နေရာများနဲ့ဘုံခိုကျဲများအနီးနားမှာသာအိတ်ဆက်ကြရန်ထီးလင်းပတ်ကဖကအတိပိတ်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်အပါဝင်နိုင်ငံတော်အလုံးကနန်းစီဒီယံဝန်ထမ်းများအနေနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့ဖမ်းဆီးမှုကိုမခံရစေရေးသတိပြုကြရန်စစ်ကောင်စီကညွှန်ကြားမှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကဇန်နဝါရီလအတွင်းမှာလုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီးတော့အဲ့ဒီအစည်းအဝေးမှာဝန်ထမ်းများအနေနဲ့တော်လိုင်းတပ်ဖွဲ့များရဲ့ဖမ်းဆီးမှုကိုမခံရစေရေးအတွက်စစ်ဆန်မပြတ်အသိပညာပေးရန်ဆောင်ရံနဲ့ရှောင်ရံများကိုလည်းတောက်လျှောက်ညွှန်ကြားရန် န်အမိန့်ထုတ်လာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနများအနေနဲ့မိမိတို့ရဲ့ဝန်ထမ်းများကိုတော်လိုင်းအဖွဲ့များကဖမ်းဆီးခေါ်ဆောင်သွားခြင်းပြန်လည်လွတ်မြောက်လာခြင်းများအပါအဝင်ထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီတရင်ပို့ကြရန်ကိုလည်းဌာနဆိုင်ရာများအားလုံးကိုစစ်ကောင်စီကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်လက်တလုံးမှာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများမှာ တော်လိုင်းတပ်ဖွဲ့များရဲ့ဖမ်းဆီးမှုများကိုဇက်တိုက်ခံနေရပြီးတော့အခုလိုမျိုးဖမ်းဆီးခံရမှုများအတွက်ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲများကိုစစ်ကောင်စီကအရေးယူမှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မွန်းလွဲ2နာရီအချိန်မှာအောင်ဆန်းစလန်နတ်မအဖွဲ့ကရန်ကုန်မန္တလေးအမြလန်းမိုင်းတိုင်အမှတ်262မှာရှောင်းတခင်ဖမ်းဆီးဆက်ဆေးရာ မိသက်ဦးစီးဌာနကညှို့မှုရွှေပါနဲ့ဒေါခင်နွဲရွှေတို့ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲ2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာလဲရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်262ဝင်းကျယ်မှာစစ်ကောင်စီရဲ့ထောက်ပို့တပ်ကတက်ကြတအူးပြူစောတိတအူးကပ္ပစစစ်သားတအူးနဲ့ဗိုလ်ကြီးတအူးရဲ့ဇနီးဖြစ်သူ တော့ရုရခိုင်တို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗါးအလားတူပဲဇန်နဝါရီလအတွင်းကလည်းရန်ကုန်မန္တလေးအမြလန်းအနီးနတ်မောက်ပြောပွဲလမ်းပေါ်မှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံနန်းစီဒီယန်ဆောက်လုပ်ရေးဝန်ကြီးဌာနကလက်ထောက်ညွှန်ကြားရေးမှူးတန်းထွန်းကိုတော်လိုက်တပ်ဖွဲ့များကဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါးဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ကလက်ထောက်ညွှန်ကြားရေးမှူးတန်းထွန်းဟာမွေးရဇာတိရွှေတောင်ကတာဝန်ကြရာတောင်ကြီးကိုအသွားမှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ